။နင်္ဂလာပါရှင်။မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘသူမှမယုံကိုကုတ်ကိုလည်းမယုံဖြစ်လာနေသောစစ်အုပ်စုရွှေကောက်ပွဲနီလာတီနဲ့အမျှမေအောင်လိုင်းသည်ရောင်ကြကြထုတ်ပြောလာပြီးဖြစ်ပါတယ်။ရခင်ကနိုင်ငံကိုကာကွယ်စောင့်ရှောက်လို့စိတ်ရှိသူများအားမဲပေးရန်ထုံမတဆင်အမျိုးဘာသာကာကွယ်လို့စိတ်ရှိသူများဖြစ်လာပြီးယခုအခါတွင်တော့စိုးရိမ်ပူပန်စိတ်အားကြီးလာပုံရပြီ အင်အားကိုသိန်းခန့်ရှိသောဝန်ထမ်းများအားစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီးလူများကိုသာနေထည့်ရန်ထုတ်ပြောလာခဲ့ရပြီဖြစ်သည်ဟုသတင်းဌာနတွင်ဖော်ပြထားပါသည်ထို့သို့ထုတ်ပြောလာရခြင်းဒီကလည်းမဲဆွဲပေးခြင်းထက်ဝန်ထမ်းများကိုသွဲဝိုက်ချင်းချောက်လာခြင်းဖြစ်ပါတယ်ပြည်သူများအနေဖြင့်၎င်းကိုအရှိုက်ကိုထိုးနိုင်မဲ့မဖြစ်မနေမဲပေးဖို့ဖြစ်လာကကြံဖို့မှလွယ်၍အခြားပါတီငယ်များကိုမဲထည့်ဖို့လှုပ်ရတော်မူဖြစ်ပါတယ်လက်တဆုပ်စာမျှတာရှိသော၎င်းတို့အားအပြင်တွင်ရှိသောအင်အားစုများကဝိုင်းဝန်းတိုက်ခိုက်နေကြသည်ဆိုသော same mentality မှဆင်းသက်လာခြင်းပင်ဖြစ်ပါတယ်။ထို့သောမိမိတို့မှလွယ်၍မိသူကိုမှမယုံကြည်သောစိတ်အခြေအနေဖြစ်ပေါ်လာရခြင်းသည်လိလာသိရှိရသလောက်အကြောင်းငါချက်ရှိနေပါတယ်။တင်းကြောက်ရွံ့ခြင်းနှင့်တန်တရာဖွင့်နေခြင်းမိမိတို့အဖွဲ့အစည်းကိုဖျက်ဆီးပစ်ရန်အပြင်လူများကလှုပ်ဝက်ကြံစည်နေခြင်းဒိုဒီမဟုတ်ထိုးဖောက်ဖို့ကြိုးစားနေသည်ဟုခံစားရခြင်းနှင့်ကာကွယ်ရေးစိတ်ဓာတ်အလွန်အကျွံရှိခြင်းအဖွဲ့အစည်းအရင်းမြစ်များယုံကြည်ထားသည်များနှင့်ရည်ရွယ်ချက်များကိုကာကွယ်ရန်အလွန်အကျွံခေါင်းမာပြီးမာကျော်သည့်သဘောထားကိုထိန်းသိမ်းထားခြင်း ၃အတွင်းလူအပြင်လူခွဲခြားထားမှုဆေးဥစုအတွင်းရှိလူများကိုသာယုံကြည်ပြီးအပြင်လူများအပေါ်အပြည့်ဝတန်တရားရှိခြင်းမယုံသင်ကဖြစ်ခြင်း၄ဝေဖန်မှုများကိုခံနိုင်ရည်နေခြင်းပြင်ပမှလာသည့်မိသူသောဝေဖန်မှုမျိုးမိခွန်းထုတ်မှုမျိုးကိုမဆိုရန်လိုတိုက်ခိုက်မှုအဖြစ်မြင်ခြင်း၅ရွေးချယ်စရာနေပါခြင်း ထန်နယ်ဘာရှင်းအခြေအနေကိုအောင်မြင်ရမည်သို့မဟုတ်ဖျက်ဆီးခံရမည်ဟုသောနှမျိုးဒေသရှိသည်ဟုမြင်ပြီးအခြားနိလန်းတွေကိုစဉ်းစားဖို့ညှင်းဆို့ခြင်းတို့ဖြစ်သည်ဟုစိတ်ပညာရှင်များကသုံးသပ်ထားပါသည်။ထို့သုံးသပ်ချက်များသည်လည်း၎င်းတို့နှင့်ကွက်တီချနေ၍တိုင်းပြည်သည်လူကောင်းလူတော်များအုပ်ချုပ်နေပါသည်ဟုပြောနိုင်ဖို့ဝေးစွာပုံမှန်စိတ်နေစိတ်ထားရှိသူများအုပ်ချုပ်နေပါသည်ဟုပင်ပြောမရသည့်အခြေအနေမျိုးဖြစ်လာနေပါသည်။ပါတီလစ်တနာကအေယာဝတီတွင်၎င်းတို့မြို့သူကိုမြမယုံမကြည်ဖြစ်နေမှုကိုယခုလိုရေးသားလာခဲ့ပါသည် ဗီလာရုသမရလူကာရှန်ကိုရောက်လာသည်ကိုလန်နမဲပြောင်းသည်ကအစတခန်တနာဝန်တာအာရကျိုးဆုခဲ့ကြခြင်းသည်ကပင်၎င်းတို့အပေခံဘဝရောက်နေရသည်ဟုခန်စားနေရမှုကိုလှိဟပြလိုက်ခြင်းသာဖြစ်သည်ထို့သောလက်ရှိတွင်ပလင်တူဘူးစုပေါင်းနေရသည်တရုတ်ရုရှားမြောက်ကိုရီးယားအာနာရှင်အတိုက်အဝန်မှဖောက်မထွက်နိုင်သည်ပဲဖြစ်နေရှာသည်ရုံထွက်အောင်လုပ်မည်ဆိုက၎င်းတို့လည်းဆက်၍ရပ်တည်နိုင်တော့မည်မဟုတ်ဆိုသည်ကိုလည်းတိထားကြပြီဖြစ်သည် ထို့အတွက်ကြောင့်လည်းမလ28ရက်လျှောက်တိုင်းအနော်ရထာအလောင်းဖျားဘရင်တော်တို့နှင့်ခြားလက်ပတ်ရန်နေခြင်းဖြစ်သည်၎င်းတို့တွင် ကိုပိုင်စစ်တမ်းမီဒီယာဖန်လုပ်ငန်းတက္ကသိုလ်များဆေးရုံများအာမခံလုပ်ငန်းများနှင့်၎င်းတို့ကိုထောက်ကူပေးမည်အခြေခံအဆောက်အအုံများစစ်မှုထမ်းများနှင့်မိသားစုများအမခံထောက်ခံအားပေးသူများစုစုပေါင်းတိုင်းပြည်လူဦးရေ၏2.5သန်းခန့်ကိုစုစည်းထားနိုင်ပြီးထိုင်းအင်ဒိုနီးရှားကဲ့သို့ဒီမိုကရေစီအသွင်ကူးပြောင်းစရာမလို့ လိုအပ်သည့်မှန်သမျှလက်ဝယ်ထားရှိပြီးဟုယူဆနေကြောင်းမြန်မာစစ်တပ်နှင့်ပတ်သက်၍ကျွမ်းကျင်သူဩစတြေးလျပညာရှင်အင်ဒရူးဆဲက2021ကတင်သွင်းသော၎င်း၏စာတမ်းတွင်ရေးသားထားခဲ့ပါသည်စစ်တပ်သည်ပြိုကွဲသင့်နေပါလျက်ယခုထိရပ်တည်နေနိုင်ခြင်းမှာလည်းအထက်တွင်ဖော်ပြထားသည့်ဝင်းရံပိတ်ဆို့ခံထားရသည်ဟုသော Sea Mentality ကြောင့်ပင်ဖြစ်သည်1988နောက်ပိုင်းပြည်သူများအအစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့မှုနှင့်အတူတရုတ်အားအသေးအတန်မိခိုးလာနေရသည့်အဖြစ်မှရုံးထွက်လို့၍အနောက်အုပ်စုနှင့် ပလဲနံပါတင်ရန်ဒီမိုကရေစီဘန်ကြပြုပြင်ပြောင်းလဲမှုများလှုပ်လာရခြင်းလည်းဖြစ်သည်တရုတ်တို့လက်ချက်ဖြင့်ဗမာပြည်ကွန်မြူနတီပါတီနှင့်တိုက်ပွဲများတွင်စစ်သားတောင်းချီကြဆုံခဲ့ရမှုသည်စစ်တပ်အပေါ်အသေးကိုမျှဆိုက်ဝင်နေသည့်အလားတနုံနုံခန်းစားနေရဆဲဖြစ်သည်ယခုထိလည်းတရုတ်ပြည်ကွန်မြူနတီပါတီနှင့်မဟာမိတ်ဖြစ်ခဲ့သောဘွားများနှင့်နီနီကက်ကက်ဆက်ဆံနေစေပင်ဖြစ်သည်။ထို့သောစစ်ကောင်ဆောင်များက2017-21အတွင်း ပေးရသည်နှင့်မတန်အောင်ဤတွင်တွင်လူထုကလွတ်လွတ်လပ်လပ်ပြောဆိုလုပ်ကိုင်လာကြပြီး၎င်းတို့အားမထေမဲ့မြင်လှုပ်လာကြသည်ကိုမိတို့မြဆက်၍မခံစားနိုင်အောင်ဖြစ်လာကြ၍အာနာကိုလူထုလက်မှအကြမ်းဖက်ပြန်သိမ်းခဲ့ရသည်ဒီတစ်ချိန်အာနာသိမ်းအဖွဲကန့်ဆိုးသွားရသည်ကရခိုင်နှချိန်ကလိုတိုင်းပြည်ပြိုကွဲတော်မူမိမဲဆက်ရိုက်လွှမ်းမိုးနေပြီဟုအကြောင်းပြခွင့်မရတော့၍ရွေးကောက်ပွဲတွင်အပြတ်အသတ်အနိုင်ရခဲ့မှုကိုပါဘဲခိုးသည်ဟုပြော၍လူယူလိုက်ရသည်လူကြီးဆရာအဖြစ်နှင့်စတင်ခဲ့ရခြင်းပင်ဖြစ်သည် ရှက်ကူရုရှားဗေလာရုထံခြေတိုမတက်သွားနေရခြင်းမြောက်ကိုရီးယားနှင့်ဒိတ်တခုပြန်ဆက်ဆံနေရခြင်းတီကလည်းတရုတ်အပေါ်မိခိုးနေရသည့်အဖြစ်မှာတက်နိုင်သမျှသက်သာစေရန်လုံ့ပန်းနေရခြင်းဖြစ်သည်။ထိုင်းကိုလည်းမချစ်တော်လေအောင်ကားနဲ့နေရသည်။နေဆက်ရှိကရင်မော်ရှမ်းတိုင်းဒါလက်နက်ကိုင်အဖွဲ့များမှလက်နက်များထိုင်းဘက်မှရှာနေခြင်းခေါင်းဆောင်များထိုင်းဘက်တွင်အိုးပိုင်အိမ်ပိုင်နှင့်ဟိုဘက်ဒီဘက်ကူးလူသွားလာနေခြင်းဒရယာရသူများထိုင်းစစ်ရုံများတွင်စေကူသခံယူနေမှုများကိုခေါင်းဆောင်အသိရှိထားပြီး ဖြစ်၍မိမိတို့အပေါ်တသက်လုံးမကောင်းခဲ့သူများမယုံကြည်ထိုက်သူများဟုရှုမြင်ထားပြီးဖြစ်သည်ပြည်တွင်တွင်လည်း၎င်းတို့အားတရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိဟုဆိုက88နောက်ပိုင်းမှစ၍လူထု၏စိန်ခေါ်လာမှုများနှင့်ရင်ဆိုင်လာကြရသည်ရွေးကောက်ပွဲလုပ်တိုင်းလည်းခိုးလို့ရသည့်2010မှလွဲ၍၎င်းတို့လက်ဝဲကံပါတီသည်အမြဲလိုမရှုမလရှုံနှိမ်ကြရသည့်အဖြစ်ကသက်တည်ခံနေပေသည်၎င်းတို့အပေါ်လူထုကလုံးဝမနှိမ့်ညွနေသည်ကိုစစ်ကောင်းဆောင်များသတိမပြုမိပဲနေမည်မဟုတ်ထို့အတွက်လည်းလူထုအားဖမ်းဆီးနှိပ်စက်တပ်ဖြတ်ပစ်ခြင်းဖြင့် ၎င်းတို့အားဒူးထောက်အညံ့ခံလာအောင်အမြဲလိုကြိုးစားနေကြသည်ထို့တွင်စစ်တပ်သည်၎င်းတို့ရနေသောအခွင့်ထူးခံအဆင့်အတန်းကိုဆွလွတ်မည်ဆိုသည်ဟုမျှော်လင့်ခြင်းသည်အထိပ္ပယ်မရှိဥပမာဘိုးဘူးကြီးအဆင့်ရှိသူတအူသည်ယူနီဖောင်းဝတ်ထားပါလိမ့်ရန်ဘဏ်တစ်ခုတွင်အများနှင့်ရော၍တန်းစီရမည်ဆိုသည်ကိုမိတို့များအဖြစ်မခံနိုင်သဖြင့်၎င်းတို့ဖြိုကွဲသွား၍မဖြစ်ဆိုသည်ခံယူချက်ခိုင်းမာနေရခြင်းဖြစ်သည်၎င်းတို့နှင့်ထိတွေ့ဆက်ဆံခြင်းဖြင့်အပြောင်းအလဲများဖြစ်လာနိုင်သည်ဆိုသောအနောက်တိုင်းပညာရှင်များ၏သုံးသပ်ချက်သည်မြန်မာပြည်သူများအား နိုင်ငံရေးအရာဖိနှိပ်မှုများနှင့်ဆင်းရဲဒုက္ခများကိုဆက်၍ရင်ဆိုင်ခိုင်းနေသည်နှင့်အတူတူပင်ဖြစ်သည်လူထုလိုလားသောအပြောင်းလဲများသည့်စစ်တပ်အတွင်းမှဆလာမှဖြစ်သည်ဆလဲဆလာပေးလိမ့်မည်ဟုဖာတီလစ်တနာက စောင်းပါကိုညှိကုံချုပ်ထားသည်နိုင်ငံတော်အတိုင်းပင်ကံအားနိုင်ငံရေးလောကမှကွယ်ပြောက်သွားစေရန်ကြိုးပမ်းအားထုတ်လာမှုသည်စီအနာသိအဖွဲ့ထင်းတယ်လို့ဖြစ်မလားပဲထို့အရေးသည်၎င်းတို့ကိုနိုင်ငံတကာလူအသိုက်အဝင်းအတွင်ဝင်ရောက်နိုင်ရေးအတွက်အပေးယူလို့ရမည်အရေးဖြစ်လာနေပေသည် နိုင်ငံသည်ရှေ့သို့တိုးတက်ပြီးရင်တိုးတက်လာနေသည်ကိုမြင်တွေ့နေပါလျက်နှင့်၎င်းတို့၏အကျိုးစီးပွားများအားစွန့်လွန်ရတော်မူအရေးမှတနည်းတခြားနီးကပ်လာနေပြီကိုစိုးရင်ကြောက်ရွံ့လာကြသဖြင့်စေကောင်းဆောင်များကအမြောက်ချိတ်တဲ့သောမေယောင်လိုက်အားရှေ့တန်းတင်ပြီးအာနာကိုလက်နက်အားကိုဖြင့်လူယူကတိုင်းပြည်အနာဂတ်ကိုမိုင်းမဲစွာရိုက်ချိုးလိုက်ကြခြင်းဖြစ်သည်တရားဥပဒေဆိုသည်မှာလေ၎င်းတို့အားအန္တရာယ်ပေးမည်ဟုထင်သူများကိုနှိတ်ကိုရန်အတုံးချရာစာအုပ်ကြီးတစ်ဖွဲပြောင်းလဲလာခဲ့ပြီဖြစ်သည် စစ်တပ်သည်၎င်းတို့၏ဘိုးဘေးပြည်ပင်များပင်ကျူးလွန်ရဲခြင်းမရှိသောပြစ်မှုများကိုမရှက်မကြောက်ကျူးလွန်လာရသည့်အနေအထားသို့ရောက်ရှိခဲ့ရလေပြီသည် ထို့သို့သော အခြေအနေတွင်ဖြစ်သူများသည်မိမိတို့အနာဂတ်မိမိတို့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်လက်နက်ကင်လမ်းစဉ်မှတပါတခြားမရှိတော့ဟုဆုံးဖြတ်လာကြရခြင်းဖြစ်သည်လူတိုင်းအားမျက်ရည်ပေါက်ကြီးငယ်ကျစေခဲ့သည့်အပြင်သားတကွဲမယားတကွဲသေကွဲရှင်ကွဲကွဲသည့်ဘဝများရောက်အောင်ဖြူမှုခဲ့ကြသည် ဗုဒ္ဓဘာသာတွင်ကံကံဤအကျိုးဆိုသည်ကခွင့်လွှတ်ချေဖြတ်ရန်ပြဋ္ဌာန်းပေးထားခြင်းမရှိမိမိလုပ်သည့်ကံဤအကျိုးကိုရှောင်လွှဲ၍မရသဖြင့်တန်တရာတလျှောက်ခံကြရတော့မည်လည်းဖြစ်သည်ဆက်လက်ပြီးကြောင်မင်းမှကြားဖြတ်ယုံတွေပုံများလာတယုံကိုစစ်တပ်ဝင်ဖမ်းနေဆွဲတဲ့ရင်ကိုချင်းဆက်ပြီးတော့မှာဖြစ်ပါတယ်ရှမ်းမြောက်ကကြောင်မင်းမျိုးကိုစစ်ကောင်စီပြန်ထိန်ချုပ်ပြီးတဲ့နောက်ကြားဖြတ်လုပ်ငန်းတွေများလာတယ်လို့ဒေသခံတွေကဝေဖန်နေပြီးတယုံနိုင်ငံသားတွေရှိနေတဲ့ကြားဖြတ်ယုံကိုစစ်တပ်ကနိုဝင်ဘာ30ရက်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ် ကြောင်မင်းမျိုးနဲ့တောင်ထိပ်ကြီးွာကချားဖြန့်ယုံကိုဝင်ဖမ်းလာဖြစ်ပြီးတရုတ်နိုင်ငံသား28ဦးဖမ်းမိခဲ့တယ်လို့ဒေတာခန့်သတင်းရင်းမြစ်ကပြောပါရယ်တရုတ်တွေကိုတပ်တွေပစ္စည်းတွေနဲ့မိတာနှကူကလေးကလူတိုင်းသိတဲ့နေရာပါအခုမှဝင်ဖမ်းထားလို့ဒေတာခန့်ကပြောပါရယ်ဒုထဝရီမြေပေးမှာရှိတဲ့တောင်ထိပ်ကြီးဘာကကြားဖြတ်ရုံကိုစစ်တပ်ကဝင်ဖမ်းတာလို့ကြောင်မဲမျိုးကနေစစ်ကောင်စီရွှေခောက်ပွဲဝင်ပြိုင်နဲ့အမတ်လောင်းကလူမှုကွန်ရက်မှာရေးထားပါတယ် မင်းသတင်းတေချာလားဆိုတဲ့သူတွေကျွန်တော်ကခန့်ညက်ညက်မြောက်ပိုင်းလွတ်တော်ကိုစလဲမဟုတ်ဘူးဆိုတာမှတ်ထားပါအချိန်နဲ့တပြေးညီသတင်းကတည်နေတာပါမပြောချင်လို့မပြောတာပဲရှိတာနောက်တစ်ခါအာလာချောင်းနာတီးခန့်ပါလို့အဲ့ဒီအမတ်ကရေးသားထားပါတယ်တောင်တမ်ရွန် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီက2025အောက်တိုဘာတရက်ကတင်းယူခဲ့တာပါစစ်ကောင်စီပြန်ဝင်လာပြီးတဲ့နောက်ပိုင်းကြားဖြတ်ယုံတွေလည်းများလာတယ်လို့ဒေသခံတအုပ်ကပြောပါတယ် ရှမ်းမြောက်မှာကြားဖြန့်တိုက်ဖြတ်ရေးနဲ့စစ်အာဏာရှင်ချိန်မုံကြီးဆိုပြီး2029ခုနှစ်စစ်စီရေးကိုမြောက်ပိုင်းသုံးဘွဲက2023အောက်တိုဘာလ28ရက်မှာစတင်ခဲ့ပါတယ်။လောက်ကိုင်းအပါဝင်တရုတ်နဲ့နေဆက်မျိုးတွေမှာကြားဖြန့်ခိုင်းတွင်နေသွားပေမဲ့ရှမ်းမြောက်ရှမ်းတောင်နဲ့ရှမ်းအရှိကမြို့တွေဘက်ကိုရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။အခုတော့ကိုကန့်တက်မတော် MNDAA နဲ့ TNL ကစစ်ကောင်စီနဲ့အဖြစ်ရထားပြီးမဟာမိတ်သုံးဖွဲ့အနေနဲ့အာရကတက်တော် AA တက်ဖွဲ့တွေကပဲစစ်ကောင်စီကိုဆက်ပြီးတိုက်ခိုက်နေပါတယ် ဆက်လက်ပြီးရွှေခုတ်ကုံမျိုးကအစာဦးတရာကျော်ချိတ်ပိတ်သိမ်းစီးတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ရောင်းဝတီမြို့နယ်ရွှေခုတ်ကုံမျိုးထဲမှာအွန်လိုင်းလိမ်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းလုပ်ကိုင်နေသူတွေကိုမတွေ့ရတော့ဘဲအွန်လိုင်းလိမ်လည်မှုတွေလုံဆောင်ရမှာအသုံးပြုခဲ့တဲ့တရာမဝင်အစာဦးတရာကျော်ကိုချိတ်ပိတ်သိမ်းစီးလိုက်တယ်လို့စစ်ကောင်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ ကြားဖြတ်လို့ခေါ်တဲ့ online လည်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းတွေတရှိရာကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကိုမြို့တစ်ထဲကိုစစ်ကော်မရှင်တပ်နဲ့ကရင်နယ်ခြားစောင့်တန်း BGF တို့ကပြီးခဲ့တဲ့နိုဝင်ဘာ18ရက်နေ့ကလေးကစပီးဖွင့်ရောက်ရှာဖွေစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာပါနိုဝင်ဘာ30ရက်နေ့မှာစစ်ကော်မရှင်တပ်ကရွှေကုတ်ကိုမြို့ရှိလူနေအဆောက်အဦတွေဘိုးတောင်တွေစတိုကန်တွေအာကစားယုံတွေဈေးဆိုင်ကန်တွေနဲ့အလုတ္တမတန်ရာစတဲ့တရားမဝင်အဆောက်အဦတရားနိဗ္ဗာန်ကိုချမှတ်စစ်ဆေးခဲ့ရအွန်လိုင်းလည်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းတွေ လုတ်ခိုင်နေသူတွေကိုမတွေ့ရပဲလုပ်ငန်းလုံဆောင်ရမှာအသုံးပြုတဲ့ဖြစ်စည်းတွေကိုလည်းတပါးတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်ရွှေကုတ်ကိုနေမီအတွင်အွန်လိုင်းလည်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းတွေလှုပ်ဆောင်ရမှာအသုံးပြုခဲ့တဲ့အစအဦးတွေကိုနိုဝင်ဘာ18ရက်နေ့ကနေစတင်စစ်ဆေးကြရနိုဝင်ဘာ30ရက်နေ့ထိတရားမဝင်အစအဦး140ကိုစစ်ဆေးတွေ့ရှိရပြီးအဲ့ဒီအစအဦးတွေကိုပြန်လည်အသုံးပြုမှုမရှိစေရတဲ့အတွက်ဒိန်းစီချိတ်ပိတ်တာကိုဆောင်ရွက်လျက်ရှိတယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။ ဒီလိုတင်းစီချိတ်ပိတ်တာကိုဆောင်ရွက်လျက်ရှိရာနိုဝင်ဘာ30ရက်နေ့ကတရားမဝင်အစာအုပ်18လုံးကိုထပ်မံချိတ်ပိတ်တင်းစီနိုင်ခဲ့ပြီးတရားမဝင်အစာအုပ်စုစုပေါင်း119လုံးကိုချိတ်ပိတ်တင်းစီပြီးဖြစ်ကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ထားပါတယ်